အာရှချန်ပီယံလိအုပ်စုဆင်ပွဲစဉ်တွေရှင်ပြိုင်ကစားရမယ် ISP ဝမန် FC တင်းဟာပြိုင်ပွဲအတွက်လေးစဉ်ကစားသမား၉ဦးကိုအငှားနဲ့ခေါ်ယူလာပါတယ်။ ISP ခေါ်ယူလာတဲ့ကစားသမားတွေကတော့ ARE တင်းကနော်ထထဝေ၊ဇွန်ယူရဦး၊ဖြူဖြူဝင်းစန်းတော်တော်ရန်ကုန်ယူနိုက်တက်အတင်းကဖြူဖွေး၊ရုံးလီလိုင်းသစ္စာအမန်တင်းကမျက်နိုခင်ဂိုသမာညိုးမြမြငိမ့်ခင်မမိုထုံးတို့ဖြစ်ပါတယ်။ ISP အသင်းဟာလက်ရှိမှာအသင်းမှာရှိပြီးသားကစားသမားတွေနဲ့အငှားခွဲယူရတဲ့လက်ရည်စင်ကစားသမားတွေပေါင်းဆက်ပြီးလေ့ကျင့်မှုတွေစတင်ပြုလုပ်နေပါတယ်။လက်ရည်စင်ကစားသမားတွေဂျပန်ခီးစဉ်မသွားခင်အချိန်ထိပေါင်းဆက်လေ့ကျင့်မှုတွေကို ပြုလုပ်သွားမယ်လို့ဤပြချုပ်ဒဆန်းဆန်းသိန်းက iSport ကိုပြောပါတယ်။ ISP အသင်းဟာအာရှချန်ပီယံလီအုပ်စုစဉ်မှာဂျပန်ကလပ်တိုချိုဗာဒီကိုရီးယားကလပ်ဆူဝမ်မြောက်ကိုရီးယားကလပ်နေဂူရန်အသင်းတွေနဲ့အတူ တအုပ်စုတွေကြာရောက်နေပြီးနိုဝင်ဘာ9ရက်ကနေ15ရက်ထိရန်ကုန်မြို့တပ်မနာကွယ်မှာကစားရမှာဖြစ်ပါတယ်။ဘာလို့နော်ကြီးတို့ငှားခေါ်ပြီးပေါ့နော် ISP မှာငှားခေါ်ပြီးတော့နော်ကြီးတို့မနေ့ကကြွန်ရရယ်ပေါ့နော်။အားရချန်ပီယံလိပေါ့အသက်ပေါ့နော်။နော်တို့အားဖြစ်ခေါ်ရတဲ့အဓိကတော့နောက်သင်းတက်ချင်လို့ပေါ့နော်။နော်ကြီးတို့အခုပြိုင်မဲ့ရှင်ပြိုင်မဲ့ပြိုင်မဲ့တရလည်းဘာဖြစ်ဖြစ်နိုင်ငံကြီးနိုင်ငံအသင်းကြီးရေဆိုတော့ဟိုနော်ကြီးတို့တေချာလေးပြင်ဆင်ပြီးတော့နောက်သင်းတက်နိုင်ဖို့ရေအကုန်လုံးစူးစမ်းသွားမှာ အဓိကနော်ဤဒီပွဲတွေကြတော့တခါမှမဆော့ဘူးပေါ့နော်အခုမှပထမအဆုံးဆိုတော့ပြီးရင်လဲဆော့ရမယ်ပြိုင်မဲ့တင်နေရလဲတကယ်ဟိုနော်ဤတို့အတွက်တကယ်ပြိုင်မဲ့ကောင်းနေဆိုတော့အာဒီတိုင်းနော်ဤတို့ဟိုမြန်မာတင်းနဲ့အနေနဲ့ဆိုရင်မပတ်ဆက်ရှိသိချင်းပြီးတော့ကစားလို့ရတဲ့အတင်းတွေမဟုတ်တဲ့အတွက်ဒီပြိုင်ပွဲအတွက်ခါခေါ်တဲ့အတွက်ရောကစားခွင့်ရတဲ့အတွက်ရောဂုဏ်ယူမိပါတယ်ဟုတ်အဲအခုလိုမျိုးကျွန်တော်တို့ကစားသမားတွေကိုအားပြေခေါ်ယူရတဲ့အတွက်ကျွန်တော်တို့ဘက်ကလည်းကျေးဇူးတင်တယ်ပါ ကျွန်တော်မှရှိတာထက်ပို့ပြီးတော့ဒီအတင်းကိုကြိုးစားပေးပြီးတော့ပို့အားထုတ်ပေးမယ်ပေါ့ကျွန်တော်ဘက်ကတော့တော့လာပူပေါင်းလာတော့နေ့လောက်ပဲရှိရဆိုတော့တိတ်တော့အမရသေးဘူးပြီးသူတို့ကလည်းကြမှန်သွားမှဆိုကြားထဲမှာရတဲ့အချိန်မျိုးတွေတို့နဲ့တေချာပူပေါင်းပြီးတော့ပြင်ဆင်ရမှာပေါ့တိတ်တော့အမရသေးဘူးအဲ့အတင်းနဲ့ပတ်သက်ပြီးတော့စူဝမ်တင်းလောက်ပဲတေချာကြည့်ရတယ်တန်းနဲ့ဟာရရတော့ဂျပန်ဆိုရင်သူတို့ကသူတို့ဆော့ဝဲနေဆိုတော့အဲ့ဘွဲတွေကတော့ကြည့်လို့မရအောင်စူဝမ်တင်းကြတော့ဆာမသူတို့ဆော့တဲ့ဘွဲတိုင်းကိုဆာမ ဗီဒီယိုအနားနဲ့ရတာ။ target အနေနဲ့တော့စူဟန်နေမှာစူဟန်တဲ့တဲ့ရင်တော့ကျွန်တော်တို့ကတော့နိုင်အောင်ကဲမလို့ထားတယ်။ နော်ဒီတို့ပွဲပေါ့နော်ကိုရဲ့နေကိုရဲ့နေစမှာပေါ့နော်ဒီပြိုင်ပွဲကိုကိုင်းနဲ့တိလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်နော်ကျွန်တော်တို့ဒီ ISP အသင်းကိုထပ်ပြီးတော့အားပေးဥပအောင်လို့ဟိုဟာကျွန်တော်ဘက်ကလည်းအများကြီးကြိုးစားကြတာပြင်မယ်ပေါ့နော်ဟုတ်ဟိုပရိတ်သတ်တွေကိုလည်းကျွန်တော် ISP အသင်းကိုကိုင်းနဲ့တိရော YouTube မှာလွှင့်ရင် YouTube မှာတွေရောအားပေးပါအောင်လို့ဖိတ်ခေါ်ချင်တယ်